နိုင်ငံတကာကိုလုံခြုံရေးတင်ဖို့ဆုံးဖြတ်တဲ့အခါမှာဖွင့်လန်းသစ်တွေနဲ့အတူမြေမောက်ကာလမှာမမြင်နိုင်တဲ့အခွန်ပိုင်းဆိုင်ရာစစ်ခေါ်မှုကြီးတွေကိုလည်းကြုံတွေ့လာနိုင်ပါတယ်။ cross border test station ကိုနားမလည်ပဲလုပ်ငန်းကိုချုပ်ထွင်သွားတာကမျက်လုံးနှိပ်ပြီးတော့ဒေယံမောင်းနေသလိုပဲဖြစ်ပါတယ်။နိုင်ငံတကာလုပ်ငန်းရှင်တိုင်းမှာအခွန်ဆိုင်ရာအကျိုးဆက်တွေရှိမယ်ဆိုတာကိုလည်းနားလည်သဘောပေါက်ထားဖို့လိုပါတယ်။ ဝန်ထမ်းတွေဟာရနာစာချုပ်ချုပ်ဆိုတာကုမ္ပဏီအချင်းချင်းအယောင်းဝင်ပြုလို့ရမှာဈေးနှုန်းသတ်မှတ်တာဒါတွေအားလုံးဟာအခွန်စည်းမြင့်နဲ့မြင့်ပြိုင်တွေဖြစ်လို့လစ်လူရှုမိသွားနေရင်အကျိုးဆက်တွေကအလွန်ကြီးမားလာနိုင်ပါတယ် သတိထားဖို့အရေးကြီးဆုံးဖြစ်တဲ့ risk တွေကတော့ permanent establishment PE လို့ခေါ်တဲ့ရုံးငတ်တစ်ခုကိုယ်တော်တစ်ခုသို့မဟုတ်အယောင်ကုသလေတဦးသာသရှိရုံနဲ့ပဲတခြားနိုင်ငံမှာ corporate tax တွေကိုပေးရနိုင်ပါတယ် transfer pricing company တစ်ခုအတွင်းအယောင်ဝယ်များပြုလို့ရမှာဈေးနှုန်းများကို endless transition အနေနဲ့မလိုက်နိုင်ရင်ကြီးမားတဲ့အခွန်နဲ့ဒဏ်ကြီးတွေကိုပေးဆောင်ခံရနိုင်ပါတယ် repetition DTAS ကိုနားမလည်ပဲသုံးမိရင်တော့ဝင်ဝင်တစ်ခုတည်းကိုနိုင်ငံနှစ်ခုကတပြိုင်တည်းကောက်ခွင့်သွားနိုင်ပါတယ် indirect tax VAT, GST, Duty တင်ပို့တင်သွင်းလုပ်ငန်းစဉ် classification တွေကမှမှန်ရင်အခွန်တွေကိုပို့ပြီးပေးရတာ၊ဒဏ်ကျွေးတွေပေးရတာမျိုးဖြစ်နိုင်ပြီး profit margin ကိုလည်းဒါရိုက်ထိခိုက်စေပါတယ်။ withholding tax client တွေကဝင်မပေးခင်အခွန်နှုတ်သွားတာကြောင့် cash flow season မှုကိုလည်းရောကျသွားနိုင်ပါတယ်။ the risk တွေကိုနားလည်သဘောပေါက်ထားမယ်ဆိုရင်တော့ဥပဒေကိုလိုက်နာပြီး cash flow တွေကိုထိန်းသိမ်းနိုင်မယ်။ investor တွေပေါ်ယုံကြည်မှုရှိပြီး total လာ ဒါတွေကိုနားလည်သိရှိဖို့အတွက် matric college ကနေဖွင့်လိမ့်မယ် masterin cross border testation in business expansion ဆိုတဲ့နှစ်ရက်အထူးသင်တန်းကိုစတင်ဖွင့်လိုက်တော့မှာဖြစ်ပါတယ်။နိုင်ငံတကာဈေးကွက်ထဲကိုလုံခြုံစွာဝင်ကျင်တဲ့လုပ်ငန်းတိုင်းအတွက်ဒီ program ကလိုအပ်တဲ့လမ်းညွှန်တစ်ခုဖြစ်ပါတယ်ခင်ဗျာ။